လာရှုံမျိုးတို့စစ်ကောင်စီပြန်ဝင် လာရှုံမျိုးတို့စစ်ကောင်စီတပ်ဖွဲ့ဝင်များယနေ့ April 18ရက်နေ့ပြန်ဝင်လာပြီးလာရှုံတီဘောပြည်အောင်စုလမ်းရှိနောင်မွန်လမ်းပိုင်းကိုဖျက်တန်းခွင့်ပိတ်ထားကြောင်းဒေသခံများကပြောသည်လမ်းကိုပိတ်ထားလိုက်ပြီးနောင်မွန်လမ်းကကိုးကန့်ထိန်းထားတာဟာပိတ်တာကတော့စက္ကစနဲ့ညှိပြီးကိုးကန့်ကပိတ်ပေးတာကားရီလည်းတီဘောဘက်မှာပိတ်နေပါတယ်ဟုဒေသခံတအူးကပြောသည်တရုတ်အစိုးရ၏ဖိအားပေးမှုကြောင့် NNDAA တပ်ဖွဲ့ဝင်များသည်တကြံကာလအတွင်းလာရှုမျိုးမှဆုတ်ခွာခြင်းဖြစ်ပြီးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးထားသည့်စစ်တုံးပန်းများကိုလည်းခေါ်ဆောင်သွားကြောင်းဒေတာခန့်တရင်ရင်းမြစ်များကပြောသည်လာရှိုးမှာအုတ်ချုပ်ရေးအဖွဲ့တွေကိုဧပြီ21ရက်အထိသာရုံးတက်ဖို့ကိုကန့်တက်အတိပေးထားရှမ်းမြောက်လာရှိုးမြို့ကနေထွက်ခွာရမယ်လို့သတင်းတွေထွက်ပေါ်နေတဲ့ကိုကန့်တက်မတော် NNDAA ဟာ အုပ်ချုပ်ရေးအဖွဲ့တွေကိုလာမယ့်ဧပြီ21ရက်အထိသာ ရုံးတက်ဖို့အတိပေးထားတယ်လို့လာရှိုးပြန်လည်ထူထောင်ရေးမှာပါဝင်နေသူတချို့ကရွှေဖီမြေကိုပြောပါတယ်။တကြံကာလအတွင်းလာရှိုးမြို့မှာရက်ွက်အုပ်ချုပ်ရေးရုံးတချို့ပိတ်ထားပြီးဌာနဆိုင်ရာရုံးမှရှိတဲ့ပစ္စည်းတွေကိုကိုကန့်တက်ကဆက်လက်တည်ဆောင်သွားတယ်လို့ဆိုပါတယ်။21ရက်နေ့အထိအလုပ်လုပ်သွားဖို့လူကြီးကမှာထားပါတယ်။ကိုကန့်တက်တော့ပစ္စည်းအကုန်တည်နေကြတာပဲလို့ပါဝင်နေသူတအူးကြီးကရွှေဖီမြေကိုပြောပါတယ်။ လာရှိုးပြန်လဲထူထောင်ရေးမှာပါဝင်နေတဲ့ CDN ဝန်ထမ်းနဲ့နိုင်ငံရေးအကျဉ်းသားတချို့ကတော့မြို့တွင်းကနေထွက်ခွာကြပြီးမြို့လုံးကျုံရေးလုပ်နေတဲ့ကိုကန်တပ်ဖွဲ့ဝင်တချို့ကတော့ဆက်ရှိနေတယ်လို့သိရပါဗျ။ဒါပေမဲ့မနက်ဖြန် AP 16ရက်မှာတော့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့တွေဝင်ရောက်လာမှဖြစ်ပြီးရောက်ရှိလာမဲ့အရေးအတွက်ကိုတော့မသိရသေးပါဘူး။တရုတ်ရဲ့ဂျာဝင်စစ်ဆက်မှုနဲ့စစ်ကောင်စီနဲ့ NNDAA ဂျာပြည့်ရဖို့သဘောတူခဲ့ပြီးနောက်ကိုကန့်တက်ဟာ ဧပြီ21ရက်နောက်ဆုံးထားကလာရှူမျိုးကနေထွက်ခွာရမှဖြစ်ပြီးစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ရဝင်ရောက်လည်ပတ်မှာဖြစ်ကြောင်းသတင်းထွက်နေပါတယ်။လာရှူရေးနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့ကိုကန့်တပ်ဖက်ကတရားဝင်ထုတ်ပြောတာမရှိသေးပါဘူး။စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာလာရှူမျိုးကို NDAA နဲ့ຫນွေဥတော်လိုင်းရေးတပ်တွေကပူးပေါင်းပြီးပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်3ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။